အားလုံးပဲမင်္ဂလာပါ New Journey Vlog ကနေပြန်လည်ကြိုဆိုလိုက်ပါရယ် Czech Republic နိုင်ငံ Prague Mew ကကဘာကျော်လူပညာရှင် Banksy ရဲ့ Museum ကိုသွားလည်ခဲ့တဲ့အကြောင်းလေးကိုပြောပြပါမယ် Banksy ဆိုတာဘယ်သူလဲဘယ်လိုပုံစံလဲဆိုတာအားလုံးကသိကျင်နေကြတာပါသူ့ရဲ့ identity ဟာ UK နိုင်ငံသား Bristol မြို့သား British တယောက်လို့ကလွဲလို့ရှိရင်ကြမ်းတာဘယ်လိုပုံစံဘယ်လိုရုပ်ရည်ဘယ်လောက်အသက်ရှိရဲဆိုတာဘယ်သူမှ မသိနိုင်ကြပါဘူး ပန်ကစီရဲ့လက်ရတော်တော်များများဟာပြည်သူပိုင်အဆောက်အဦတွေတရားတွေနိုင်ငံတွေပေါ်မှာထူးဆန်းစွာပေါ်လာတာမျိုးပါစစချင်းဆိုရင်ဘယ်သူလာဆွဲသွားမှလည်းမသိဘူးနောက်ဆုံးမှသာပန်စီရဲ့လက်ချက်ဆိုတာသိကြတာပကြီလေးလံပွဲတွေမှာဆိုလို့ရှိရင်သူ့ရဲ့လက်ရတွေဟာအခုဆိုလို့ရှိရင်ဒေါ်လာတန်းချီပေးပြီးတော့မှရောင်းချနေရပါပြီသူ့ရဲ့ identity ကို तू ကရှိုးဝတ်ထားလေလူတွေကသိကျင်လေဖြစ်ပြီးတော့မှပို့ပြီးနာမည်ကြီးလာတာလည်းပါတာပေါ့သူ့ရဲ့လက်ရတွေတွေကနေသင့်တွေးတော်စရာတွေအများကြီးပေးတယ် message တွေပေးတယ် ကဘာပေါ်မှာလက်ရှိဖြစ်ပျက်နေတဲ့အရာတွေလူတွေရဲ့စိတ်ထဲမှာတွင်းနေပြီမဲ့မပြောရတဲ့အရာတွေကို तू က speak out လုပ်ပေးတာပေါ့နော်ဒီပုံနေတွေကနေတဆင့်တချို့ပကြီကားတွေဆိုလို့ရှိရင်လူကိုပြုံးစေတယ်ပြီးတော့ဟာသညာနဲ့အတွေးအမြင်ကိုပေါင်းပြီးတော့မှဖန်တီးထားတဲ့ Banksy ရဲ့ရိုးရှင်းတဲ့လက်ရာတွေကိုတစုတစည်းတဲ့ဒီ Prague မျိုးက Banksy ရဲ့ပြားလိုက်ထဲမှာကြည်လို့ရနေပါပြီနော်ဝင်ကြီးကတော့တယောက်ကို Euro 10ပေးရပါတယ် ပြောမယ်ဆိုရင် Banksy ကတက်ရှိထင်ရှားရှိနေသေးတဲ့ဘယ်သူမှမသိတဲ့ကဘာကျော်အမှုပညာရှင်လို့ပြောလို့ရပါတယ်။သူ့ရဲ့အမှုပညာနောက်ွယ်ကနေသူဖန်တီးတဲ့လက်ရာတွေကနေတဆင့်သူ့ရဲ့ character ကိုခန့်မှန်းလို့ရရင်သူဟာစစ်ပွဲကိုမုန်းတဲ့လူငိမ့်ချမ်းကြီးကိုလိုလာတဲ့သူဘာဖြစ်လို့လဲဆိုတော့သူကဂါဇာအထီတောင်သွားပြီးတော့မှဘုံကျဲပြီးပြက်နေတဲ့အဆောက်အဦတွေရဲ့နံရံပေါ်မှာတောင်သူကတိတ်တိတ်ကလေးပကြီးတွေသွားဆွဲခဲ့တာပေါ့နော်။ သူ့ရဲ့ပကြီကားလေးတွေကနေတဆင့်လူတွေရဲ့စင်းရဲမွဲတေမှုကိုထုတ်ဖော်ပြသတာမျိုးတွေဆွဲတယ်။ပြီးတော့ Banksy ကအထာမကျတဲ့နိုင်ငံရေး politics တွေအရင်းရှင်စနစ်တွေကိုမုန်းတယ်။သူဖန်တီးတဲ့လက်ရာတွေကနေတဆင့်လူတွေရဲ့အပိုစားတာဟိတ်ကြီးဟန်ကြီးနိုင်မှုတွေပကာသမားတွေကိုကြိုက်နှစ်သက်မှုတွေကိုတယောထားတာတွေကိုမြင်ရပါလိမ့်မယ်။ပြီးရင်သူက USA မှာစင်ရဲသားရက်ကွက်တွေတော့သွားပြီးတော့မှအိတ်အိမ်နိုင်ငံတွေမှာပကြီတွေသွားဆွဲတာပေါ့နော်။ အရင်တုန်းကဘယ်သူမှစိတ်မဝင်စားခဲ့တဲ့အဲ့ဒီစင်ရဲသားရက်ွက်တွေဆိုလို့ရှိရင်ဘန်စီရဲ့ပကြီကားရှိရဆိုတော့ဒီ visitor တွေကသွားကြတယ်လေပတ်ကြတယ်ဓာတ်ပုံတွေရိုက်ကြတယ်စီကားလာတာပေါ့နော်အဲ့ဒီမှာရက်ွက်ထဲကလူတွေကအရင်တုန်းကငါတို့ကိုအဖက်တောင်မလုပ်ကြဘူးအခုကျတော့ဝက်ဝက်ကိုကွဲလို့လာကြည့်ကြတာဆိုပြီးတော့မှအဲ့ဒီရက်ွက်ထဲကလူတွေနဲ့ visitor တွေနဲ့ရန်ဖြစ်ကြဘန်စီကသူ့ကိုဘယ်သူမှမသိတာဒါတွေကတော့သူဖန်တီးလိုက်တဲ့လူတွေကြားထဲမှာသူ့ကြောင့်ဖြစ်သွားတဲ့ကြက်တွေပေါ့ လူတို့ရဲ့ထုံးစံအတိုင်းဘယ်သူမှမသိအောင်ဖုံးထားလေတည်ကျင်လေဆိုတာမျိုးအဲ့မျူဇီယံမှာကျမကြည့်ခဲ့ရတဲ့ Banksy ရဲ့လက်ရာတွေနဲ့သူပေးခြင်းတဲ့ message လေးတွေအကြောင်းကိုပြောပြပေးပါမယ်ဒီပကြီကားရဲ့နာမည်က Consumer Jesus ဒီပကြီကားထဲမှာ Banksy က Jesus ရဲ့လက်ထဲမှာလက်ဆောင်ပစ္စည်းတွေ shopping bag တွေကိုထည့်ဆွဲထားတယ်သူပေးခြင်းတဲ့ message က Christmas မှာလူတွေဟာချစ်ချင်းမြတ်တာငြိမ်းချမ်းမှုယုံကြည်မှုတွေကိုအာရုံဆိုင်ရမယ့်အစား လက်ဆောင်ပစ္စည်းတွေပေါ်မှာပဲအာယုံဆိုင်အဲ့ဒီအချိန်မှာဈေးဝယ်ထွက်ပတ်စံတွေဖြုံရုပ်ဝတ္ထုပစ္စည်းတွေနောက်ကိုပဲလိုက်နေကြတယ်ဆိုတာကိုပြောချင်တာဒီလက်ရာဆိုလို့ရှိရင်နာမည်ကြီးတဲ့ရာတစ်ခုပုံနာမည်က Flower Thrower အနောက်ကစာသား CCCP ဆိုတာဆိုဗီယက် Union Community Ward ကိုပြောချင်တာဒီပုံမှာအကျန်းဖက်သမားလို့လို့ဆန္ဒပြတဲ့လူလိုလိုလူတယောက်ကပန်းစည်းနဲ့ပြက်ပေါက်ဖို့လုပ်နေတာပေါ့နော်အဲ့ဒီလူရဲ့အမှုရာကိုကြည့်ပြီးသိနိုင်ပါတယ်ဒါလက်ပစ်ဘုံတစ်ခုကိုပြက်ပေါက်ဖို့လုပ်နေတဲ့အမှုရာပေါ့ ဲ့မှာသူပေးခြင်းတဲ့ message ကလူတွေဟာလက်နက်တွေလက်ပစ်ပုံးတွေကိုတုံးပြီးတိုက်ကြမဲ့အစားပန်းကလေးချစ်ချင်းမြစ်တာငိန်ချမ်းရီးတွေကိုလက်နက်အဖြစ်တုံးကြရင်မကောင်းဘူးလားဆိုတာပေါ့ဒီပကြီကားဆိုရင်ဘန်စီရဲ့နာမည်အကြီးဆုံးပကြီကားဒေါ်လာ14တန်းတန်ပကြီကားပေါ့ဒီကားထဲမှာဆိုလို့ရှိရင်အနီရောင်မိုးပြန့်ပူပေါင်းလေးကမျောလင်းချက်တွေအိမ်မက်တွေချစ်ချင်းမြစ်တာတွေပေါ့နော် မိုးပြန်ပူပေါင်းလေးဆိုတော့ပျက်စီးဖို့ရာလွယ်ကူတယ်ပျောက်ပြဲဖို့ရာလွယ်ကူတယ်ပေါ့ဒီပကြီကားနဲ့ပတ်သက်ပြီးတော့မှလူတွေကတော့အမျိုးမျိုးဝေဖန်တွေးတောကြတာပေါ့နော်တချို့ကလည်းကိုယ့်ရဲ့မျောလင်းချက်တွေအိမ်မက်တွေကိုရရှိအောင်စွဲယူကြိုးပမ်းနေတယ်ပေါ့တချို့ကလည်းဒီအရာတွေအားလုံးကကောင်းမလေးစီမှာရှိပြီးသားဒါပေမဲ့သူလက်လွတ်လက်ရတယ်အဲ့လိုအမျိုးမျိုးအတွေးအမြင်မျိုးမျိုးကိုပေးနိုင်တယ်ပေါ့နော်သူ့ရဲ့ပကြီကားတွေက ဒီလက်ရာဆိုလို့ရှိရင် apps တောင်တန်းတွေပေါ်မှာပြင်သစ်စစ်ဘရင်ကြီးသူရဲကောင်းကြီးနပိုလီယံကမြင်းကြီးနဲ့ဝှယုံကြီးခြုံပြီးတော့မှဂုံယူဝင့်ကြွားနေတဲ့ပုံကို Banksy က version ပြောင်းလိုက်တာဝှယုံကြီးကနပိုလီယံရဲ့မျက်စိကိုဖုံးထားတော့သူကဘာမှမမြင်ရတော့ဘူးပြီးတော့မျက်စိမမြင်ရတဲ့အခါကျတော့ရုံးကန်ပြီးတော့မှမတက်မသားဖြစ်နေတာပေါ့နော်သူပေးခြင်းတဲ့ message ကခေါင်းဆောင်တွေမှာအာနာပါဝါတွေရှိပေမဲ့လည်းသူတို့ကိုယ်တိုင်ဘာမှမမြင်ပဲလမ်းပျောက်နေတာမျိုးပေါ့ ကြီးမြတ်တဲ့သူရဲ့ကောင်းတိုင်းလဲဉာဏ်ပညာမြင့်မားနေတာမျိုးမဟုတ်ဘူးတချို့ကောင်းဆောင်တွေကသူတို့လုံနေတာဘာမှန်းတော့မသိဘူးရှေ့ကိုပဲ blindy ဦးတည်ပြီးသွားနေကြတယ်ပေါ့အဲအဲ့ message ကိုပေးချင်တာအဲဒါဆိုလို့ရှိရင်ကျမတို့ပေါ့နော် social media ပေါ်မှာ like တွေ comment တွေ love တွေမရလို့ငိုတာဆိုတာစိတ်တွေဆင်းရဲပြီးတော့မှအခုခေတ်ဆိုရှယ်မီဒီယာလောကကလူတွေရဲ့စိတ်ကိုဘယ်လောက်ထိလွမ်းမိုးလဲဆိုတာကိုပြောချင်တာပေါ့နော် ဒါကတော့အရက်ဆက်ဆုံး John Travolta တို့ရဲ့ရုပ်ရှင်ဇာတ်ကားတွေကဇာတ်ဝင်ခန်းလေးကိုဟာသားလှုပ်ထားတာတနက်နေရာမှာငပြောသီးတွေအစားထိုးထည့်ပြီးတော့မှဒီပုံလေးဆိုလို့ရှိရင်ဗီယက်နမ်စစ်ပွဲအတွင်းမှာပေါ့နော်ဘုံထိပ်ပြီးမီးလောင်တံရာတွေနဲ့ပြေးလွားနေတဲ့ကောင်မလေးရဲ့တကယ်တပ်ပုံအဲ့မှာမှဘေးမှာတစ်ဖက်တစ်ချက်မှာ McDonald's Mickey Mouse တို့ကအပြုံးတူကြီးတွေပြုံးပြီးတော့မှလက်တွဲရှောင်နေတဲ့ပုံပေါ့ပြောချင်တာကကဘာတစ်ဖက်ချမ်းမှာဘလောက်ပဲဒုက္ခရောက်ရောက်ငါတို့ကတော့မင်းတို့ဆင်းရဲဒုက္ခရောက်နေတာတွေကိုဂယုမဆိုင်ဘူး ပျော်ရွှင်မှုတွေကိုဆက်ပြီးတော့မှရောင်စားနေဦးမှာပဲပြီးတော့ပြင်းထန်တဲ့ပြဿနာတွေဆင်းရဲမှုတွေကိုပျော်ရွှင်စရာတွေနဲ့ဖုံးကွယ်ဖို့ကြိုးစားနေတဲ့မီဒီယာတွေအရင်းရှင်တွေကိုပြောခြင်းနဲ့လက်ရပါတော့ပကြီကားတခြားချင်းစီရဲ့အတွေ့အမြင်တွေကိုပြောရရင်ကတော့အချိန်တွေအရန်ကြာသွားမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဓာတ်ပုံလေးတွေပဲရှင်းလိုက်ပါပြီနော် ဲ့ဒီပကြီပြခန်းထဲမှာပကြီကားရဲ့အောက်မှာစာတန်းလေးတွေနဲ့အဲ့ဒီပကြီကားအကြောင်းလေးတွေရေးပြထားတယ်။အဲ့ဒီပကြီကားလေးကိုအေးအေးဆေးဆေးကြည့်ကျင်တယ်ဆိုရင်ကတော့အချိန်2နာရီ3နာရီလောက်ကတော့ပေးရပါတယ်။ကျမကတော့အဲ့လိုပကြီကားလေးကိုတွားကြည့်ရတာသဘောကျတယ်။ငငယ်တုန်းကလည်းတာယာမင်းဝီရဲ့ပြိတ်သက်မှုလာတော့မသိဘူး။အဲ့လို post modern ကပြားလေးပကြီစာသားလေးကိုကြည့်ရတာသဘောကျတယ်။အဲ့ပြကားထဲမှာသူကတချင်းလေးလည်းဖွင့်ထားပေးတယ်။အဲ့တော့တချင်းလေးနားထောင်ပြီးတော့မှပကြီကားလေးတွေကိုသွားကြည့်ရတာမိုက်တယ်။ New Zealand ရဲ့အထွတ်မှာ visitor book လေးရှိရဲ့အဲ့မှာလာလေတဲ့လူတွေကကိုရေးချင်တဲ့ message ကလေးတွေ note ကလေးတွေရေးသွားကြတာပေါ့နော်အဲ့မှာကျမလည်း Banksy ကိုကျေးဇူးတင်ကြောင်း ရေးပြီးအသွေးအမြင်တွေတပုံကြီးနဲ့အိမ်ပြန်သွားခဲ့ပါတယ်နော်ကျမရဲ့အသွေးအကြုံအဖုံပုံကိုဆက်လက်အားပေးပြီး video လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်တတ်တာ